的盼把我都要看，你我的地你的难，人生万路让人走，那点地我马等地走，都看得我的道场上，爸爸可是那不得地，你我马的孤独背单。 ကြည့်နော်မေတ္တာတုတ်ကိုတချင်းလုပ်ပြီးဆိုထားတာမေတ္တာတုတ်ဆိုတာဟာဖရာဟောဗျဖရာဟောတရားတော်တွေကိုမထီလေးစားလုပ်တာဟာဓမ္မန္တရထိုက်တတ်တယ်ယထုပစိတ်တံကမ္မံဖလံအတ္တတဝါနဝိနန္တိကောင်းကောင်းဆူဆူအကြောင်းကံတစ်ခုကိုပြုမိပြီဆိုရင်အကျိုးမပေးပဲပြက်ပြဲသွားတယ်မရှိဘူးလို့ဦးဇင်းတို့မြတ်စွာဘုရားကဟောကြားထားတယ်ဓမ္မန္တရဆိုတဲ့ကံဟာလည်းပဲ ကြီးမားတဲ့ကံပဲเนาะအဲ့ဒီလိုဓမ္မန္တရေကြီးမားတဲ့ကံကိုထိုက်ထားတဲ့သူဟာတရားအားထုတ်မယ်ဆိုရင်လည်းပဲဇာမတ်ဖို့အကျိုးတရားတွေမရနိုင်သလိုမိတိကုသိုလ်ကောင်းမှုပဲ ပြုပြုအရာမထင်တော့ဘူးเนาะဒါအပြင် နောက်လာနောက်သားတွေလည်းပဲအတူယူမှားတတ်တယ်ဒီကနေ့ခေတ်မှာနာမည်ကြီးဖို့နီလန်းကောင်းတွေအများကြီးရှိပါတယ်နာမည်ကြီးကျင်တယ်ဆိုရင်လည်းပဲတခြားနီလန်းနဲ့နာမည်ကြီးအောင်လုပ်ပါ နော်ဖရာဟောတရားတော်တွေကိုအသုံးချပြီးပောက်ကရတွေမလုပ်ကြပါနဲ့ဦးဇင်းတို့မေတ္တာရက်ခံပါတယ်နော်ဒါလေးရွတ်ဖတ်တာပဲလေဘာဒီအကျိုးရုပ်သွားလဲဖုံဖုံညာတခြားမေတ္တာဖို့တခြင်းတွေလည်းရှိတယ်တယူတန်လို့ပဲမြင်တယ်ဒီမှန်လေးကမေတ္တာတုတ်ကိုတခြင်းလို့ဆိုလို့ပြောထားတဲ့ပုံထဲမှာလာမှန်ထားတာပါနော်မြတ်စွာဘုရားဖရာဖြစ်တဲ့နေ့မှာပင်စတိခနတ္တာဟာ ဖះရှင်ရဲ့ဂုံတော်တွေကိုတည်ကျူးဖွဲ့ဆိုပြီးစောင့်တီးပြီးတော့ဖះရှင်ကိုဓမ္မတေးနဲ့ပူဇော်ပါတယ်။ရှေးခေတ်ကာလတွေမှာလည်းပဲဖះတရားတန်ကယရနာ၃ပါးဤဂုံကျေးဇူးတွေကိုတည်ကျူးဖွဲ့ဆိုပြီးဓမ္မတေးနဲ့ပူဇော်ကြတာတွေရှိပါတယ်။ဓမ္မတေးသဘောမျိုးနဲ့ပူဇော်တာက ပူဇော်ကောင်းပါတယ်။ကုသိုလ်ရပါတယ်နော်။အခုဒီမေတ္တာတုတ်ကိုတခြင်းလုပ်ပြီးဆိုတာကပူဇော်တာမဟုတ်ဘူးပေါ်ပြက်ပြက်လုပ်နေတာကိုမြင်လို့ပြောတာ 没有也拿统计吧，喏、no?。No? ကဲကြားတယ်နော်ဥသောတာမဟုတ်ဘူးပေါ်ပြပြလုပ်ပြီးစိုးနေတာအဲ့ဒါကိုဥစဉ်တို့ကပြောတင်ပြောထိုက်လို့ပြောတာပါနော်ဗုဒ္ဓဘာသာဝင်များအနေနဲ့ကိုယ့်ဘာသာ ကိုယ့်သာသနာကိုကာကွယ်စောင့်ရှောက်ဖို့လိုပါတယ်ဗုဒ္ဓဘာသာဝင်များကကိုယ့်ဘာသာ ကိုယ့်သာသနာကိုမကာကွယ်မစောင့်ရှောက်ဖဲနဲ့စော်ကားနေမယ်ဆိုရင်တခြားလူကလည်းစော်ကားဖို့ဝင်မလေးပါဘူးနော်အဲဥစဉ်အခုလို့ပြောတာကကိုယ့်ဘာသာ ကိုယ့်သာသနာကို ကာကွယ်စောင့်ရှောက်လူတဲ့သဘောနဲ့ပြောတာပါနော်တယူတန်တာမဟုတ်ပါဘူးဒီလိုပြောတာဟာပြောတဲ့ပြောထိုက်တဲ့အရာဖြစ်ပါတယ်ဥစဉ်တယ်မကတခြားတခြားသောလူတွေလည်းပြောဖို့လိုအပ်ပါတယ်နော်နားလည်ပါစီတပည့်တော်ကခရိယံဘာသာတယောက်ပါတပည့်တော်တို့ဘာသာမှာယေရှုဖျားသခင်တယောက်သာကိုးကွယ်ကြတယ်ဗုဒ္ဓဘာသာမှာကြတော့စိတ်ပြည့်စရာ အမှုအရာတွေနဲ့ယူနန်းနေကြတဲ့နတ်ပွဲဆိုတာ ရင်မကောင်းအောင်ပါပဲဗုဒ္ဓဘာသာဒီကိုးပွယ်နေတာဗုဒ္ဓဖရာလားဓမ္မမဟုတ်နတ်တွေလားတော်တော်ရှုပ်တဲ့ဘာသာပဲပြီးတော့နဂါးတွေကရောမြန်မာနိုင်ငံကိုတိမ့်ပိုက်တော့မှလားမသိဘူးတဲ့ဗုဒ္ဓဘာသာအမိခံပြီးတော့နှစ်ပူးလိုက်နဂါးပူးလိုက်38မင်းပူးလိုက်ဗေရင်မေးလိုက်ရေရယာခြေလိုက်နဲ့ထင်ရလုံနေတဲ့ဗုဒ္ဓဘာသာဝင်အချို့အားလုံးမြင်တယ်နော် ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့အခြားသောဘာသာဝင်ကတောင်မှဗုဒ္ဓဘာသာကိုအထင်သေးနေပြီ။မပိုင်ရှင်ကိုဥစဉ်ပြောပါမယ်နော်။ဗုဒ္ဓဘာသာလို့ဆိုတဲ့နေရာမှာတမျိုးတည်းရှိတာမဟုတ်ပါဘူး။ဗုဒ္ဓဘာသာဟာ၅မျိုးရှိပါတယ်။ဗုဒ္ဓဘာသာ၅မျိုးကဘာတွေလဲဆိုရင်၁။အမေအဖေဗုဒ္ဓကိုကိုးကွယ်တဲ့အတွက်ဗုဒ္ဓကိုလိုက်ပြီးကိုးကွယ်တဲ့ကုလဗုဒ္ဓဘာသာ။၂။ လတ်လာဘကြောင့်ဗုဒ္ဓကိုကိုးကွယ်တဲ့လာဘဗုဒ္ဓဘာသာ၃ဘေးကိုကြောက်တတ်တဲ့အတွက်ဗုဒ္ဓကိုကိုးကွယ်တဲ့ဘယဗုဒ္ဓဘာသာ၄ကံကံအကျိုးပေါ်ယုံကြည်တဲ့အတွက်ဗုဒ္ဓကိုကိုးကွယ်တဲ့ဗဒာဗုဒ္ဓဘာသာ၅ဖျားဟောတရားတော်တွေကိုပိုင်နိုင်စွာထိုးထွင်းပြီးသိတဲ့အတွက်ဗုဒ္ဓကိုကိုးကွယ်တဲ့ပညာဗုဒ္ဓဘာသာဗုဒ္ဓဘာသာ၅မျိုးဖြစ်ပါတယ်အဲ့ဒီဗုဒ္ဓဘာသာ၅မျိုးထဲမှာ ဗဒါဗုဒ္ဓဘာသာနဲ့ပညာဗုဒ္ဓဘာသာဟာဖရာဟောတရားတော်တွေကိုစန့်ကျင်တဲ့လုပ်ရက်မျိုးလုံးဝမလုပ်ပါဘူးเนาะဖရာဟောတရားတော်တွေကိုစန့်ကျင်တဲ့လုပ်ရက်မျိုးလုပ်တာဟာကုလဗုဒ္ဓဘာသာလာဘဗုဒ္ဓဘာသာဗယဗုဒ္ဓဘာသာတွေသာလုပ်ကြပါတယ်နပူလိုက်နဂါပူလိုက်38မင်းပူလိုက်လုပ်နေတဲ့ဗုဒ္ဓဘာသာဝင်တွေဟာကုလဗုဒ္ဓဘာသာလာဘဗုဒ္ဓဘာသာဗယဗုဒ္ဓဘာသာဝင်တွေသာဖြစ်ပါတယ် တကယ်ထေရဝါဒဗုဒ္ဓဘာသာဝင်စစ်စစ်တွေမဟုတ်ပါဘူးဘာသာတိုင်းမှာ အကောင်းနဲ့အဆိုးဆိုတာတွန်တွဲပြီးရှိပါတယ်ဥပမာ ခရိယံဘာသာကို ကြည့်လိုက်ပါ ခရိယံဘာသာမှာလည်းပဲခရစ်တော်ရဲ့စကားကို လိုက်နာတဲ့သူရှိတယ်လို့မလိုက်နာတဲ့သူလည်းရှိပါတယ်မလိုက်နာတဲ့သူကို ကြည့်ပြီးတော့ခရစ်တော်မကောင်းဘူးပြောလို့မရပါဘူးเนาะအဲ့ဒီအတိုင်းပါပဲဗုဒ္ဓဘာသာထဲမှာဗုဒ္ဓဟောတဲ့တရားတော်တွေကို ိုက်ကျင်တဲ့လုံရမျိုးလုံနေတဲ့လူကိုမြင်တာနဲ့ဗုဒ္ဓဘာသာမကောင်းဘူးပြောလို့မရပါဘူးเนาะအဲ့ဒီလိုခွဲခြားပြီးတော့တိထားဖို့တော့လိုပါတယ်အရှင်ဘုရားဒီနေ့တီလာယူရင်တင်ကန်းကတ်လူခဲ့ပါတယ်အပြင်ကဝေလာတာမဟုတ်ပေမဲ့ကျောင်းကတင်ကန်းကို အလှငွေထည့်ပြီးဝါဆိုတင်ကန်းအဖြစ်တက်ခဲ့ပါတယ်အဲ့ဒါအထမ်းရောက်ပါသလားတဲ့ ဝထုငွေထည့်ပြီးတော့တင်ကန်းကိုယူလိုက်တာဖြစ်တဲ့အတွက်မိမိရဲ့တင်ကန်းဖြစ်သွားပါပြီမိမိရဲ့တင်ကန်းဖြစ်သွားတဲ့အတွက်ပြန်လှူတာဟာအထမြောက်ပါတယ်သို့တော်လည်းပဲဝထုငွေထည့်ပြီးတင်ကန်းကိုယူတယ်ဆိုတာဟာအယောင်းအဝယ်လောက်တာပဲဖြစ်ပါတယ်လူတွေကအယောင်းအဝယ်လုပ်လို့ရပေမဲ့တန်ဃာတော်တွေကအယောင်းအဝယ်လုပ်လို့မရပါဘူးတန်ဃာတော်တွေအယောင်းအဝယ်လုပ်မယ်ဆိုရင်နေတိပါစိတ်အဘတ်သင်ပါတယ်ဒါကြောင့် တိမ်တန်းကိုဝိထုမေပြတ်ပြီးပြန်ဆုံးပြန်ကတ်တာဟာလူတွေအတွက်အစဉ်ပြေပေမဲ့တန်ဃာတော်တွေမှာတော့အဘက်ပြင်စီပါတယ်အဲ့လိုလိုက်ပြောနေတော့တီလမကြိုးဘူးလားတဲ့ဒီမန်လေးကဖះအပေါ်မွေတင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောထားတဲ့ပုံထဲမှာလာမှန်ထားတာပါနော်ယဟန်ရဲ့တီလသိခါဘုတ်က228ပါးရှိပါတယ်ကိုရင်ရဲ့တီလသိခါဘုတ်က 109ပါးရှိပါတယ်လူတွေရဲ့သီလကတော့9ပါးရှိပါတယ်ဒါကအရေးအတွက်အဖြစ်ပြောတာပါအရင်စစ်လိုက်မယ်ဆိုရင် သီလဆိုတာဟာကိုယ်နဲ့နှုတ်နှမျိုးသေးကိုပဲထိန်းရတာပါကိုကမဟုတ်တာမလုပ်ဘူးမကောင်းတာမလုပ်ဘူးဆိုရင်သီလလုံသွားပါပြီနှုတ်ကမှန်မှန်တာမပြောဘူးအကုသို့ဖြစ်စရာကို မပြောဘူးဆိုရင်သီလကလုံသွားပါပြီနော်ဒကာဒကမတွေ အမှားလုပ်နေတာကိုအမှန်ဖြစ်အောင်ပြောပေးတာဟာတစ္ဆာစကားဖြစ်တဲ့အတွက်ကောင်းကျိုးပဲဖြစ်စေပါတယ်တိလမကျိုးပါဘူးနော်တက္ကရာကမတွေအမှားလုပ်နေတာကိုမပြောဘဲနှုတ်ဆက်နေမယ်ဆိုရင်တက္ကရာကမတွေလမ်းမရောက်ပြီးအပေကြကိုတော့မှာပေါ့နော်ဒါကြောင့်ပြောသိင်းလို့ပြောတာပါအဲ့ဒီလိုပြောသိင်းလို့ပြောလိုက်တဲ့အတွက်ဘာအပြစ်မှမဖြစ်တဲ့အပြင်တိလမကျိုးတဲ့အပြင်ကုသိုလ်တောင်ရပါသေးတယ်နော် အရှင်ဖုရားတပည့်တော်မသည်ကနအူးဆုံးရလာတဲ့ငွေနဲ့အမြဲဖုရားလှူရန်အတွက်အလင်းတိုင်အမွှေးတိုင်ဝယ်ပါသည်အူးဆုံးရတဲ့ငွေနဲ့အပူတွေဝယ်လို့အပူရပါသလားဖုရားတဲ့သူတော်အကျိုးပေးတယ်ဆိုတဲ့ဖုရားဟောဒေသနာကိုထောက်ဆပြီးတချို့ကမီးလူရင်မီးလူပူတတ်တယ်လို့ပြောနေကြပါတယ်ဖုရားဟောဒေသနာတော်ရဲ့အတိတ်ပဲကိုတေချာမသိလို့အခုလို့ပြောတာပါနော် မြတ်စွာဘုရားကတူသောအကျိုးပေးတယ်လို့ဟောတယ်ဆိုတာဟာစေတနာကိုကြည်ပြီးဟောတာဖြစ်ပါတယ်စေတနာကိုကံလို့ဘုရားရှင်ကဟောပါတယ်နော်ကောင်းတဲ့စေတနာဖြစ်မယ်ဆိုရင်ကောင်းကျိုးခံစားရမှာဖြစ်ပါတယ်ဆိုးတဲ့စေတနာဖြစ်မယ်ဆိုရင်ဆိုးတဲ့အကျိုးကိုခံစားရမှာဖြစ်ပါတယ်မိမိကရလာတဲ့ငွေနဲ့အလင်းတိုင်ဝယ်ပြီးလှူတယ်ဆိုတာဟာအလင်းရောင်ကိုရစေခြင်းတဲ့စေတနာနဲ့လှူတာဖြစ်ပါတယ်အမွှေးတိုင်ကိုဝယ်ပြီးလှူတယ်ဆိုတာကလည်းပဲ အမွှေးနှံ့သားကိုဖြစ်ပေါ်စေလိုတဲ့စေရနာနဲ့လှူတာဖြစ်ပါတယ်။ကောင်းတဲ့စေရနာနဲ့လှူတာဖြစ်တဲ့အတွက်ကြောင့်ဘာမှအပူရစရာအကြောင်းမရှိပါဘူး။နော်။ကောင်းကျိုးပဲရစရာအကြောင်းရှိပါတယ်။အရှင်ဖုရားခေါင်းလောင်းလှူရင်ဘယ်လိုကုသိုလ်တွေရလဲအရှင်ဖုရားဖြေချပေးတော်မူပါဖုရားတဲ့။ခေါင်းလောင်းလှူတယ်ဆိုတာဟာအတန်အလှပဲဖြစ်ပါတယ်။အတန်အလှကိုစာပေမှာတတဒါနလို့ခေါ်ပါတယ်။ အတန်နဲ့ပတ်သက်ပြီးကောင်းမှုပြုတဲ့သူတွေဟာဖြစ်လျာဘဝတိုင်းမှာအတန်ဤကောင်းခြင်းအတန်ဤဩဇာအာဏာပြည့်စုံခြင်းဆိုတဲ့ကောင်းကျိုးတွေကိုရရှိပါတယ်။ဖျားရှင်လက်ထက်တော်အခါကဂေါတကဆိုတဲ့တထေတူရှိပါတယ်။အဲ့ဒီဂေါတကဆိုတဲ့တထေဟာဘဝတစ်ခုမှာခွေးဖြည့်ခဲ့စဉ်တုန်းကရှင်ပြည့်စီကဗုဒ္ဓသွားမဲ့လမ်းမှာရှင်ပြည့်စီကဗုဒ္ဓကိုအသိရှိတတ္တဝါများအန္တရာယ်မပြုနိုင်အောင်လို့အတန်ဖြင့်ဟောင်းပြီးခြောက်လန့်ပေးခဲ့ပါတယ်။ ဲ့ဒီကုသိုလ်ကြောင့်ခွေးဘဝကတည်တဲ့အခါမှာခောတကနှစ်သားရဲ့ဆိုပြီးလက်ပြေမှာနှစ်သားဖြစ်ရပါတယ်လူပြေမှာလူဖြစ်လာပြန်တော်လဲပဲအတန်ကောင်းပြီးဩဇာအာဏာနဲ့ပြည်စုံတဲ့ခောတကသတို့သားရဲ့ဆိုပြီးဖြစ်လာရပါတယ်ဒါဟာအတန်အလှကြောင့်ဖြစ်ပေါ်လာတဲ့ကောင်းကျိုးတွေပဲဖြစ်ပါတယ်အရေး၅ပါးအကြောင်းကို ရှင်းပြပေးတော်မူပါဖရာတဲ့ဒုက္ခရုခတ္တဆာယဝ တာတောညာတိမာတာပိတုတာတောအာစရိယရိညောတာတောဗုဒ္ဓတနေကရာလို့ဆိုတဲ့အတွက်လူတွေကိုချမ်းသာစေကြောင်းအရေး၅မျိုးရှိပါတယ်အဲ့ဒီအရေး၅မျိုးကဘာတွေလဲဆိုရင်၁တိရိပ်ဝါရိပ်၂မိဘဆွေမျိုးညာတိအရေး၃ဆရာသမားအရေး၄တိုင်းပြည်အုပ်ချုပ်သောမင်းတို့ဤအရေး၅ဖျားရှင်ဤအရေးပဲဖြစ်ပါတယ် ဒါဟာလူတွေကိုချမ်းသာစေကြောင်းအရေး၅ပါးပဲဖြစ်ပါတယ်။အရှင်ဖေယစကားအမှားပါရင် ခွင့်လွတ်ပေးပါဖေယ။ချင်းထောင်ထဲမှာအိတ်ခမ်းထဲမှာဖေယရှိခိုးရင်ငရဲကြီးပါသလားဖေယ။ဖြေပေးတော်မူပါဖေယတဲ့။ငရဲမကြီးပါဘူး။ကုသိုလ်ရပါတယ်။ဖေယရှိခိုးဖို့အချိန်အကြာကြီးမရတဲ့လူတွေအတွက်အားလုံးသိတဲ့ဖေယရှိခိုးဂါထာအတူတပုတ်ကိုပြောပြလိုက်ပါတယ်။အဲ့ဒီဖေယရှိခိုးဂါထာက နမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတဆိုတဲ့ဖျားရှိခိုးဂါထာပဲဖြစ်ပါတယ်။နမောတတဖျားရှိခိုးဂါထာသည်ဘဂဝါဂုံတော်ရဲ့အရဟံဂုံတော်ရဲ့သမ္မာသမ္ဗုဒ္ဓဂုံတော်ရဲ့လို့ဂုံတော်၃မျိုးပါဝင်တဲ့ဂါထာဖြစ်ပါတယ်။ညအိယာဝင်တဲ့အခါနမောတတဂါထာကို၃កောက်ရွတ်ဆို၍ဥသုံးချိန်ချပြီးရှိခိုးအိမ်မယ်ဆိုရင်ဂုံတော်၃ပါးကိုရှိခိုးပြီးသားဖြစ်ပါတယ်။ဒါကြောင့်ဖျားရှိခိုးဖို့အချိန်မရတဲ့လူတွေအတွက် နမောတတ္တခါထာကိုရွတ်ဆို၍ဖျားရှိခိုးအိပ်ပါလို့ပြောခြင်းပါတယ်